အားလုံးပဲမင်္ဂလာပါမတ်သုံးသာသနာခရရဲ့မီဒီယာကဏ္ဍကနေကြိုဆိုပါရစေကျွန်တော်ဒီလအဆိုလို့ရှိရင်ခရရန်အိမ်ထောင်လဖြစ်သည့်အားလျော်စွာဒီနေ့ခရရန်အိမ်ထောင်နဲ့ပတ်သက်ပြီးအနေငယ်ခွန်အားပေးချင်ပါတယ်ခေါင်းစဉ်ကတော့သာသမီများသည့်ဖျားသခင်ဤကောင်းကြီးဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းပဲချမ်းသာအားဖြင့်ကျွန်တော်သိပြီးသားဖြစ်ပါတယ်သာသမီတွေအားလုံးဟာဖျားသခင်ဆုချပြီးတော့မှပေးထားတဲ့အမွေဥစ္စာလေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သာသမီတွေကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့တွန်းတင်မလဲဘယ်လိုပုံစံမျိုးနဲ့ ကင်တွယ်မလဲတချို့တချို့သောမိဘတွေကကြားလို့ရှိရင်သူတို့ဘာပြောလဲပြောထားရှိလဲဆိုတာသမီးတွေကိုဖျားလက်ထဲအပ်ထားတယ်ဖျားသခင်ပဲဆုံးမပါစေဖျားသခင်ပဲတွန်းတင်ပါစေဆိုမှပြောလေပြောထားရှိတယ်လို့တချို့တွေကဘာပြောလဲဆိုလို့ရှိရင်အာဆန်ဒစ်ကူဆရာဆရာမတွေလက်ထဲမှာအပ်ထားတယ်သူတို့ကနေပြီးတော့နှုတ်ဘက်တော်နဲ့တွန်းတင်ပါစေကျမကတော့မတွန်းတင်တတ်ဘူးဆိုမှတချို့ကပြောလေပြောထားရှိတယ်မိဘတွေလည်းရှိပါတယ်၁၂၈ခုမြောက်သောစာလံအပိုင်းငယ်၃၄၅ကိုကြည့်တဲ့အခါမှာ ဖွားမြင်သောသာသမီတို့သည်ထာဝရဖျားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏အသက်ပြိုစဉ်ဖွားမြင်သောသာသမီတို့သည် သူရဲ့လက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏မိမိမြားတောင်းကိုသူတို့နှင့်ပြည့်စေသောသူသည်မင်္ဂလာရှိ၏သူတို့သည်ရှက်ကြောက်ခြင်းမရှိယံသူတို့ကိုတကားဝ၌စီတာကြလိမ့်မည်နှုတ်ကပတ်တော်အဖင်အားလုံးကိုဖျက်ရှင်အထူးပဲကောင်းချီးပေးပါစေဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာသာသမီတွေကဖယားသခင်က မိဘကို အမွေဥစ္စာအနေနဲ့ချပီးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကမလုပ်ရမလဲအဲ့ဒီအမွေဥစ္စာတွေကိုကျွန်တော်တို့ဖြုံးပစ်ဖို့လားမဟုတ်ပါဘူးအမွေဥစ္စာတွေကိုကောင်းမွန်စွာထိမ့်သိမ်းထားဖို့ရံအတွက်ဖြစ်ပါတယ်တကယ်လို့ကောင်းမွန်စွာအမွေဥစ္စာကိုမထိမ့်သိမ်းမှုဆိုရင်ကျွန်တော်တို့မူလာဒန်းဖတ်စာတွေကကြွေကြဲသားတထေးသားလို့ဖြစ်သွားပါလိမ့်မယ်အဲ့ဒီတထေးသားကမိဘကနေပြီးတော့သူ့ရဲ့လက်ထက်မှာကြေနဲ့ချီပြီးတော့မှပေးထားပေမဲ့ကောင်းမွန်စွာမထိမ့်သိမ်းမဆောင်လျှောက်တဲ့အခါမှာနောက်ဆုံးမှာ လမ်းဘေးမှာခွက်လက်ကင်ပြီးတော့မှတောင်းစားရတဲ့သူတယောက်ဖြစ်သွားတယ်။ကျွန်တော်ရဲ့လက်ထဲမှာရှိနေတဲ့သားသမီးတွေကလည်းပဲထို့နည်းလကောင်းပါပဲ။ကောင်းမွန်စွာနဲ့ကျွန်တော်တို့ကမကင်တွယ်တတ်ဘူးဆိုလို့ရှိရင်ကောင်းမွန်စွာနဲ့ထိုးအမွေဥစ္စာတွေကိုကျွန်တော်တို့မပြုစုဘူးဆိုလို့ရှိရင်တော့တေချာတာတခုကအဲ့ဒီအမွေတွေဟာကျွန်တော်ရောက်စီတိုင်းရဲ့အသက်တာအတွက်အကောင်ဆုံးဖြစ်လာမှာမဟုတ်ပါဘူး။ ်မြန်မာစကားတခုရှိပါတယ်လိမ္မာသောตาကြီးရင်အားဖြစ်တယ်မလိမ္မာသောตาကတော့ကြီးရင်ကြားဖြစ်တယ်လိမ္မာသောသမီးကကြီးရင်ထီးဖြစ်တယ်မလိမ္မာသောသမီးကတော့ကြီးရင် မီးဖြစ်တယ်ဆိုမှ ပြောထားလိရှိပါတယ်ကျမ်းစာကတော့ဗာပြောထားလဲဆိုလို့ရှိရင်ตาသမီးတွေဟာသူရဲလက်၌ရှိသောမြားကဲ့သို့ဖြစ်တယ် စစ်သူရဲတယောက်ကသူ့ရဲ့မြားတွေကိုဗာလို့ရတယ်လဲဆိုရင်ကောင်းမွန်စွာနဲ့ခြုံထက်ရတယ်ကောင်းမွန်စွာနဲ့ပြူစုရတယ်အဲ့ဒါမှပဲသူတို့တကယ်တိုက်ပွဲတွေရောက်လာတဲ့အခါမှာအဲ့တိုက်ပွဲမှာသူကထိုမြားတွေကိုကောင်းမွန်စွာ သုံးနိုင်ပါအဲ့ဒါမှမဟုတ်ဘူးဆိုရင်တကယ်တကယ်မြားပြည့်ရမယ့်အချိန်ရောက်ကာမှဘာဖြစ်သွားလဲဆိုတော့မြားတွေကကောက်နေလို့ကြီးမန်းချက်ပန်းနိုင်ကိုမရောက်တဲ့အခါမှာသူတို့ရဲ့စစ်ပွဲတွေမှာရှုံးသွားရတယ်လို့ ကျွန်တော်ရောက်စီတိုင်းဒီလည်းပဲကျွန်တော်ရဲ့လက်ထဲမှာရှိတော့သာသမီများကိုအဲသူတို့စိတ်ဆိုးသွားလိမ့်မယ်ဒါမှမဟုတ်လို့ရှင်သူတို့ကိုငါတို့မတွန်တင်တက်လို့ရှင်လဲအဆင်မပြေဘူးစသဖြင့်အဲ့လိုမျိုးကျွန်တော်အမျိုးမျိုးသောစကားတွေနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့မနှစ်သိပ်ဘဲနဲ့သာသမီတွေစိတ်ဆိုးမှဆိုးလို့သာသမီတွေမကျေနပ်မှဆိုးလို့သာသမီတွေထွက်သွားမှဆိုးလို့ ငါတော့မဆုံးမတော့ဘူးဖះလက်ထဲမှာပဲအပ်ထားတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကောင်းမွန်စွာကျွန်တော်တို့ပြုစုစောင့်ရှောက်တော့ကောင်းမွန်စွာနဲ့ကျွန်တော်တို့လက်ကျင့်ပေးတော့မိဘများဖြစ်ဖို့အတွက်သူပဲအရေးကြီးပါတယ်ကျွန်တော်တို့ယောရှုရဲ့အကြောင်းနဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာယောရှုမှတ်စာအခန်းကြီး24အခန်းငယ်15မှာသို့မဟုတ်ထာဝရဖះအားဝတ်မပြုကောင်းသူတို့ထင်လျင်မြစ်ကြီးတစ်ဖက်၌ဘိုးဘေးတို့ဝတ်ပြုသော ဖယားတင်တို့နေရာအာမောရိပြည်သားတို့တွင်ဖယားများတို့တွင်အဘယ်မိသောဖယားဝတ်ပြုမိအရာကိုယနေ့ရွေးကြလောငါနှင့်ငါအိမ်သားဖြစ်လျင် ထာဝရဖျားကိုသာဝတ်ပြုမိဟုဆိုလေတော့ယောရှုကဘာပြောလဲအေးမင်းတို့ကတော့ကြိုက်တာယူမင်းတို့ မြေကြီးတစ်ဖက်မှာရှိသောဖျားတွေပဲဖြစ်ဖြစ်မကြံခဲ့တဲ့ဖျားတွေပဲဖြစ်ဖြစ်ဟိုအဂရုပြည်မှာရှိတဲ့ဖျားပဲဖြစ်ဖြစ်မင်းတို့ကြိုက်တာယူလို့ရတယ်ဒါမဲ့ငါနဲ့ငါအိမ်သူအိမ်သားအားလုံးကိုတော့ငါအာမခံတယ်ငါအိမ်ကိုငါပိုင်တယ်ငါသားသမီးတွေအားလုံးကတော့ထာဝရဖျားကိုပဲဝတ်ပြုမယ်အင်္ဂလိပ်ကျမ်းစာထဲမှာဆို I and my house we will serve the lord ငါနဲ့ငါအိမ်သူအိမ်သားတွေအားလုံးကတော့ ဖခင်ရဲ့အမှုတော်ကိုပဲထမ်းဆောင်မယ်ဆိုမှသူကသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့သူကအာမခံသွားတာဖြစ်ပါတယ်။ဒီနောက်ဘက်တော့အပြင်ခွားယူလက်ရှိသောညီကိုမောင်မအားလုံးကိုလည်းကျွန်တော်ပြောပြချင်ပါတယ်။ချစ်တော်မိတ်ဆွေညီကိုမောင်တို့များဖခင်သခင်ကကျွန်တော်ရောက်စီတိုင်းကိုသားသမီးတွေအပြင်ကောင်းချီးပေးထားတာဖြစ်တယ်။ဘုရားသခင်ပေးထားသော ကောင်းချီးဘုရားသခင် ပေးထားသောအမွေအဥ္စာများကိုဘုရားရဲ့ဘုန်းတော်အတွက်အကောင်းဆုံးသုံး၍ သူရဲ့လက်၌ရှိသောမြားကဲ့သို့အမြဲတမ်းအစဉ်သင့်ပြင်ဆင်ထားနိုင်သောမိသားစုများမိဘများဖြစ်ဖို့အတွက်ကျွန်တော်နေခွန်အားပေးခြင်းပါတယ်။မိษွေရဲ့သားသမီးများသည်ယတာနာတာမဟုတ်ပါဘူးယတနာပါဖခင်ရဲ့ကောင်းကြီးပါအားလုံးပေါ်မှာဖျားရှင်သူပဲကောင်းကြီးပေးပါစေ။